အားလုံးမင်္ဂလာပါ Red Manchester ဖုတ်ပေါ်နဲ့ United တို့ကလည်းပြန်ပြီးပြောကြည့်လိုက်ပါတယ်ဒါကတော့ဒီနေ့နေ့တွေအတွက်နောက်ဆုံးရရှိထားတဲ့ Manchester United သတင်းတွေပါကျွန်တော်တို့ EMI Minus 2ပေါင်းနဲ့ပတ်သက်ပြီးတော့ MMO တို့အကြောင်းနေပြောကြမယ်ဆိုတော့လက်ရှိလိုရစင်မှာတော့ Martinez အကြောင်းအရင်ပြောရမယ်ဆိုလို့ရှိရင် Van Dijk Coach က report လုပ်ထားတယ်ဆိုတော့ Gozma EMI Martinez ကသူ့သူ Manchester United ထံကမ်းလှမ်းထားပြီးတော့ဗောလေ United ဘက်ကရှင်းကပ်လာလို့ရှိလို့ရှိရင်ပြောင်းရွှေ့ဖို့အတွက်အသင့်ရှိအောင်ရှင်းလင်းစွာထုတ်ဖို့ပြောကြားထားတယ်ဗော ဘီလာတင်ကကစားမကိုပေါင်တန်း40ရရတယ်ဆိုလို့ရှိရင်ထောက်ကဝန်ပြုမှာဖြစ်တယ်။ယူနိုက်တက်ကတော့လက်ရှိအတန်းကိုသမားဖြစ်သူအန်ဒရူးအူနာနဲ့ပတ်သက်ပြီးတော့ဘာဆုံးဖြတ်ချက်မှမချရသေးဘူးဆိုပြီးတော့ဘန်ဂျက်ကော့စ်ကတော့ပို့လို့လာတယ်။ဆိုတော့ကျွန်တော်ပြောရလို့ရှိရင်ဘယ်လိုပြောရမလဲ။အီမာနက်စ်ကတော့မန်ချက်စတာယူနိုက်တက်ကိုပြောင်းနေတယ်။လက်ရှိလို့ဆိုမှာအက်စတန်ဘီလာကဘယ်လိုပြောရမလဲ။ကစားမရှင်းလို့လို့ရေသူ BSR Rouge တီပါရင်းနဲ့တော်တော်လေးတိုင်ပတ်နေတယ်။ဆိုတော့အတန်းဟာလက်ရှိလို့ဆိုမှာရှမ်ပီယံလိဝင်ခွင့်လည်းမရခဲ့တဲ့အတွက် အက်စတွန်ဗီလာကဒီဘန်ဒါရေးမှာဆိုလို့ရှိရင်အနှုတ်ပြနေရဒါကိုသူတို့ပြင်ဆင်ဖို့လိုတယ်ဖိတ်စ်လုပ်ဖို့လိုတယ်ဆိုရဲအရှင်ဒီမှာဂိုသမားမိုင်းနက်စ်ကိုသူတို့လက်လုံးမှာအဆင်ပြေမှာဆိုတော့အီမီမိုင်းနက်စ်ကတော့ရှေ့မှာဒီဘာစီလိုနာတို့ဘာတို့ပြောင်းကျင်ခဲ့ပြီမဲ့လို့ဘာစီလိုနာတို့ဘာတို့ကဘယ်လိုပြောရမလဲဒီသူတို့အရှင်အနေနဲ့ချွန်ကာစီယာကိုခေါ်လိုက်တဲ့အတွက်အီမီမိုင်းနက်စ်ပြောင်းရွှေ့နိုင်ကြမှာမရှိတော့ဘူးဆိုတော့လက်ရှိလို့လို့ဒီမှာမိုင်းနက်စ်ကမန်ချက်စတာယူနိုက်တက်ကိုပြောင်းကျင်နေပေါ့လေအန်ဒရူးအနာနေနေရာကိုသူအစားထိုးကျင်နေသူ မန်ချက်စတာနဲ့ကိုပြောင်းရွှေ့ပြီးကစားချင်တယ်ဆိုပြီးပေါ်လန်နဲ့ပြောထားတယ်သူလို့သူ့ကိုသူလေးမန်ချက်စတာနဲ့သူကန်လန်ထားတယ်ပေါ့လေအေဂျင့်တွေကတဆင်ငါတော့ဒီလိုဒီလိုမျိုးလာချင်တယ်ဘလောက်ဘလောက်ရတယ်ဆိုရှင်တော့ငါလာကစားနိုင်မယ်မင်းတို့တင်းကုန်လေသဘောကျတယ်ဆိုတဲ့ပုံစံမျိုး minus ကလာလေးကိုကန်လန်ထားတယ်ဆိုတော့ United ရဲ့အရှင်ဟွာဆိုတာကဒါပဲကစားမတွေကဘယ်လိုပြောမလဲဒီလိုမျိုးဆိုလို့ရှင်တော့ဟို အတင်းတင်းရဲ့အချိန်ကွာရှိတဲ့အတင်းတင်းကိုရောအပြောင်းအချိန်ရတယ်ဟုတ်တယ်မလားဒီစပိန်မှာဆိုလို့ရှိရင် Real Madrid တို့ Barcelona တို့ရှိတယ်ဟုတ်အင်္ဂလန်မှာဆိုလို့ရှိရင် Manchester United ပေါ့လေဆိုတော့အခုလိုစင်မှာတော့ United ကအောင်မြင်မှုမရမရသေးဘူးဆိုရင်မရတာတော်တော်လေးကြာပြီ ဖြစ်ပေမဲ့လို့ကစားမတွေက Manchester United ကိုပြောင်းရွှေ့ခြင်းညတော့မယ်ဆိုတော့တခြားအတင်းတွေဒီတခြားအတင်းတွေဆိုလို့ရှိရင်ဒီ Juventus တို့ပါလို့ဆိုလို့ရှိရင်တော့နာမည်တွေပါကြာသွားတယ်ဗျာအာ လက်ရှိလို့ဆိုရင်အရှင်းကြီးရပါတယ်မန်ချက်စတာယူနိုက်တက်ကပီကရီယာဒီကတို့ဆိုးရွားတဲ့အရှင်းကြီးတခုရင်ဆိုင်ခဲ့ရတယ်ဆင်းဆန်းကနေရာဒီတင်းခဲ့ဒီအရှင်းကြီးမှာတော့မှထိတ်တန့်ကစားသမားတွေဟာယူနိုက်တက်ကိုပြောင်းရွှေ့ခြင်းတွေဖြစ်တယ်အခြားအသင်းတန်းတာဒီလိုမျိုးနေရာမျိုးမှာဆိုရင်မလွယ်ကူဘူးပေါ့လေပြောင်းရွှေ့နေကစားသမားဆိုတော့တို့လိရှားသွားမှာဒါပေမဲ့ယူနိုက်တက်ရဲ့အရှင်းဝါတွေကတော့ world wide မှာဆိုလို့ရှိရင်လုံးဝရှိနေသေးဖြစ်တယ်ပေါ့လေဒါကိုကြည့်ရင်ကျွန်တော်သိနိုင်တယ်ဆိုတော့လက်ရှိလို့ဆိုခုညာတို့ MMA တို့ပြောင်းရှင်တဲ့အရှင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း ယူနိုက်တက် image ကဘယ်လောက်ထိရှိရဲဆိုတာကျွန်တော်တို့ကောင်းကောင်းသဘောပေါက်လို့ရတယ်ဗောလေဆိုတော့ Emile Martinez ကြောင်းဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် Martinez က Manchester United ကိုပြောင်းနေတယ်ဒါပေမဲ့ United ဘက်ကတော့ကစားသမားနဲ့ပတ်သက်ပြီးတော့ဂုတမား Andrew Nana ကိုလက်လွတ်ဖို့လိုတယ်ဗော Andrew Nana အသင်းကနေထွက်ခွဲမှသာ Emile Martinez နဲ့အစားထိုးနိုင်မှာဖြစ်တယ်ဆိုတော့လက်ရှိအချိန်တော့ ဒီလိုဖြစ်နေတဲ့အတန်းမကလည်းဦးနာနဲ့ပတ်သက်ပြီးတော့ဘာဆုံးဖြတ်ချက်မှမရှိသေးတဲ့အခြေအနေပါ။အဲ့တော့တကယ်ပြောရလို့ရှိရင်ကျွန်တော် AB minus ကိုအစားထိုးနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့ရွေးချယ်မှုဖြစ်သွားမှာပေါ့လေ။ဒါပေမဲ့ကျွန်တော်ကတော့ဘူသမား position အတွက် AB minus ကိုအစားထိုးနိုင်နိုင်မယ်လို့သိမှတ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်မှတိုက်စီမှုခိုရအောင်မယ်။ MMA ရဲ့အပြောင်းအရွှေ့ကမပြီးသေးဘူး။ပြီးလို့ရှိရင်ကွမ်းရည်ကစားမှလည်းလုံပြီးတယ်။ဒါပြီးမှဂူသမားနေရာကိုအတန်းမကစဉ်းစားလိုက်မြင်လို့ကျွန်တော်ယူဆတယ်လက်ရှိလို့ဇမားတဲ့ Andrew Onana က MMO လို့ဘာလို့စီးရုံနေပြီးတော့ ဒီ MMA ရဲ့ဆုံးဖြတ်ချက်တွေမှာဆိုလို့ရှိရင် Andrew Onana ရန်သားတွေမှာဆက်ရှိနေတာကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေရှိနေဆိုပြီးတော့ကျွန်တော်သိထားရတဲ့အတွက်ဘာတွေဖြစ်လာမလဲကျွန်တော်ကြည့်ရမယ်ဆိုတော့ဘူးသမားရဲ့အရှိန်တွေကတော့ Emi Minus ကရန်သားတွေကိုပြောင်းရွှေ့နေဆိုပေမဲ့ရန်သားတွေကတော့ Andrew Onana နဲ့ပတ်သက်ပြီးတော့အသင်းမှာဆက်ထားဖို့ကြံရည်တဲ့ပုံစံပါပဲ။ဟော Minus ကတော့ရန်သားတွေကိုပြောင်းရွှေ့နေဆိုပြီးတော့ပြောထားပါဗျ။ မန်ချက်စတာယူနိုက်တက်ကတော့ online အနာကနေပတ်သက်ပြီးတော့မဆုံးဖြတ်ရသေးပါဘူး။နောက်နည်းနည်းကြာလို့ရှိရင်ဘယ်လိုသတင်းတွေထွက်လာမလဲ။ကျွန်တော် MMW တို့ဘာလို့ရအပြောင်းအရွှေ့ပြီးလို့ရှိရင်တော့စောင့်ကြည့်ရဖို့ရှိပါတယ်။အပြောင်းအရွှေ့ဈေးပေါ်မှာဆိုတော့ဘာမှမဆုံးဖြစ်သွားနိုင်တည်းရဲ့အတွက်ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော်လက်ရှိလို့ရှိရင် MMW ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ United က MMW ကိုခွင့်ပြုဖို့ဆက်လက်လှုပ်ဆောင်နေပြီးတော့ကစားမကလည်း United ကိုပြောင်းရွှေ့ရင်အပြောင်းအရွှေ့ဖြစ်ဖို့ဖြစ်နိုင်ရှိကအလွန်များတယ်ပေါ့။ နှစ်သိန်းကျောင်းမှာသဘောတူညီမှုကိုမရရှိသေးဘူးဆိုပြီးတော့ David Ornstein ကဖော်ပြထားတယ်ဆိုတော့ David Ornstein ကတကယ်ကို AND ရောင်းရတဲ့ challenge တရားကိုလေအဲပြောင်းရွှေ့ဖြစ်နိုင်ရှိကတော့တော်တော်များတယ်ဆိုတာ80ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတဲ့သဘောပဲကျွန်တော်တို့တကယ်စဉ်းစားကြည့်ရမယ်ဆိုလို့ရှိရင်နှစ်သိန်းကျောင်းမှာကအဆင့်ကြီးအများကြီးမလိုတော့ဘူးဒီကျွန်တော်တို့ဒီပြောင်းရွှေ့ကြီးကိုဘယ်လိုပေးမယ်ဘာညာဘာညာ limit ဆွေးနွေးနေတာလောက်ပဲရှိရမယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အတန်းမကလည်းလက်ရှိလို့ဆင်မှာ e0 ဒီဘုံမောက်ကပဲစီမင်ယူတို့ ပြင်မှတ်ထားနေရေဗောလေ MM မရောက်ဆိုလို့ရှင်ဒီလိုမျိုးလုပ်မယ်ဆိုတဲ့အတွက်တခြားပြင်မှတ်တွေပြောင်းဖို့မယ်ဆိုတဲ့အတွက် brand ကိုအသင်အတွက်ကလည်းတစ်နှစ်ပဲစာရှုပ်တန်းကြံရတဲ့ကစားမောင်းနဲ့ပတ်သက်ပြီးတော့သူတို့ဈေးကန်ရာတွေကိုလည်း show ပေးဖို့လိုတယ်ဒါမှမဟုတ်ဆိုလို့ရှင်တော့ကျွန်တော်မနေ့ကပြောခဲ့သလိုပဲကျွန်တော်တကနောက်ရှောက်လာလောက်စောင့်ပြီးတော့ကစားမဖြစ်သူကိုအလွတ်နဲ့ခေါ်ယူသွားမယ်ဆိုတဲ့ option မျိုးရွေးချယ်သွားတော့လေကျွန်တော် မြင်ကောင်းမြင်ရနိုင်တယ်တွေ့ကောင်းတွေ့ရနိုင်တယ်ပေါ့လေဒါကတော့ MMA နဲ့ပတ်သက်ပြီးတော့ပေါ့ဆိုတော့ MMA နဲ့ပတ်သက်ပြီးတော့ Benjack Cost ကလည်းဒီတိုင်းပဲပြောထားပါတယ် United အသင်းနဲ့ MMA ကိုခေါ်ယူနိုင်ဖို့ယုံကြည်မှုရှိနေစေဖြစ်တယ်ပေါ့ MMA ရဲ့ပြောင်းရွှေ့ချင်တဲ့ကလပ်အသင်းကတော့ United ပဲဖြစ်တယ်နှစ်သင်းကြားသဘောတူညီမှုမရရှိပြီမဲ့လို့နှစ်သင်းကြားမှာတော့ဆွေးနွေးမှုတွေဆက်လက်ပြီးတော့လှုပ်ဆောင်နေရတယ်ဆိုတာကျွန်တော်ကြားထားတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာဆွေးနွေးမှုတွေကတော့ဆက်ပြီးတော့လှုပ်ဆောင်နေ United ကစားမကြားမှာသဘောတူညီမှုကရပြီးသွားပြီနှစ်သင်းကြားမှာ ဘာဒီဆွေးနွေးနေကြတယ်လဲဆိုတော့ဒီအပြောင်းရွှေ့ကြီးတွေနဲ့ပတ်သက်ပြီးတော့ဗောင်းတန်းရှောက်စီပြီးမလားမင်းတို့ကကစားမတစ်နှစ်စာရှုပ်တတ်တယ်မဲ့ကျောင်းရဲကစားမကိုဒီလောက်လူချင်းရသလားဘာညာဖြစ်မှာပေါ့ဒီလိုမျိုးပဲဆွေးနွေးရတာဗောလေပြီးတော့အပြောင်းရွှေ့သဘောတူညီမှုရခဲ့တယ်ဆိုလို့ရှိရင်တော့ပေါင်တန်း90ဆိုလို့ရှိရင်ပေါင်တန်း90ကိုဘယ်လိုပြင်မလဲဒီနေ့မှ30ပြင်မယ်နောက်နေ့မှ20ပြင်မယ်အဲ့လိုမျိုးယူနိုက်တက်ကတော့ဒီနေ့မှ20ပြင်မယ်နောက်နေ့မှမှ30ပြင်မယ်အဲ့လိုမျိုးပုံစံမျိုးတွေပေါ့ဗျအခက်အခဲတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေကြတဲ့အနေထားပါဆိုတော့ ပြောင်းရွှေ့ပြင်းပြောင်းနိုင်ရည်ကတော့တော်တော်လေးကိုများတယ်ဆိုပြီးတော့ David Ornstein က report လုပ်ထားတဲ့အတွက်ကျွန်တော် MMV နဲ့ပတ်သက်ပြီးတော့မျှော်လင့်ချက်တော့အများကြီးထားလို့ရတဲ့အရှင်ကြီးပါပဲ။ဆိုတော့ဒါကတော့လက်ရှိလို့ဆိုရင် MMV တို့ Imi Minus 2ရဲ့အရှင်ကြီးနဲ့ပတ်သက်ပြီးတော့ရရှိထားတဲ့တဲ့နေပဲဖြစ်ပါတယ်။ညီကိုနဲ့ရောဒါတွေနဲ့ပတ်သက်ပြီးတော့ဗာဒီပြောချင်ကြသေးတယ်ခင်ဗျ။ဟုတ်ကြည့်ရှုအပ်ပေးကြတဲ့ကြည့်ကြည့်များကြပါလေ subscribe လုပ်ကြပါလေတောင်းဆိုပါရင်ညနေခင်းဗီဒီယိုမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြအောင်မယ်အားလုံးကိုကျေးဇူးပါ